ဘေးလွတ်ရာကိုအမြန်ဆုံးရွှေ့ပြောင်းဖို့လိုအပ်နေပြီဖြစ်တဲ့မြို့ရွာ၅ခုပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလောကထူးခြားဆန်းများကြောင်းရများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုပါတယ်ကမ္ဘာကြီးပေါ်မှာအကြောင်းကြောင်းကြောင့်နေထိုင်ကြတဲ့မြို့ရွာတွေကိုစွန့်ပစ်ထားခဲ့ကြရတာတွေရှိပါတယ်အချို့တွေကကတ်ယောဂပေးကြရလို့အချို့တွေကလောက်ကင်စားတော့ဖို့အတွက်ရာသီဥတုကအဆင်မပြေလို့စသဖြင့်အမျိုးမျိုးရှိပါတယ်ဒီနေ့ဗီဒီယိုမှာလည်းဘေးလွရာကိုအမြန်ဆုံးရွှေ့ပြောင်းဖို့အတွက် လိုအပ်နေပြီဖြစ်တဲ့မြို့ရွာ၅ခုရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်1 Italy Dijon Charles Louisiana American ဒီကျွန်းရွာလေးကပင်လယ်ကြီးတက်တာနဲ့ကံယူတန်းပြူကြတာကြောင့်နေဖို့မဖြစ်နိုင်တော့ဘူး။ပင်လယ်ကြီးကိုပဲမိကိုပြီးတော့လောက်ကန်စားတောက်ကြတဲ့သူတွေဆိုတော့လေအခြားတနေရာကိုပြောင်းရွှေ့တဲ့အခါမှာစားဝင်နေရေးအဆင်ပြေနိုင်မှမလားဆိုပြီးစိုးရိမ်စိတ်တွေရှိနေကြတယ်။လူတွေကိုဘေးလွရာကိုရွှေ့ဖို့2016မှာအမေရိကန်စိုးရွာကဒေါ်လာ48သန်းထောက်ပံ့ထားတယ်။ လူဦးရေ100လောက်ပဲရှိတဲ့ဒီဘာကရာသီဥတု ပြောင်းလဲမှုကြောင့်ရွှေ့ပြောင်းရတဲ့အမေရိကန်ရဲ့ပထမဆုံးအတိုင်းဝိုင်းပဲနံပါတ်2နယူတော်အလက်စကာအမေရိကန်ဒီဘာကရေခဲတွေအေးပြော်ရနဲ့မြေကမ်းပြိုကျတာကြောင့်တဖြည်းဖြည်းပျက်စီးနေတယ်။ရာသီဥတုပူနွေးလာတဲ့နောက်ဆက်တွဲအကျိုးဆက်တွေပါပဲ။ဒီဘာကယူပစ်လူမျိုးတွေနေထိုင်ကြတဲ့နေရာပါ။ဒီနေရာကမီတာပစ်ဆိုတဲ့ဘေးလူရာကိုရွှေ့နေပြီ။1996မှာရွှေ့ဖို့ဆုံးဖြတ်ခဲ့ပေမဲ့ပတ်စံပြဿနာနဲ့အခြေခံအဆောက်အအုံမရှိတာကြောင့် ချွေပြောင်းရေးလုပ်ငန်းစဉ်တွေကနှောင့်နှေးကြန့်ကြာနေရတယ်။ရွာသားတွေလည်းရွာမသားဆက်နေရပြီမဲ့နေတိုင်းရင်တထိတ်ထိတ်နဲ့ပါပဲ။နံပါတ်3ဂါရီရှက်တက်ပနာမာပင်လယ်တက်တာကြောင့်ဒီကျုံးငယ်မှာနေတဲ့ဂူနာလူမျိုးတွေရဲ့ဘဝဟာဘေးလွနိုင်မဲ့ကုန်းမြေပေါ်ကိုရွှေ့ဖို့လိုနေတယ်။ဒါကတဘာဝတရားကြီးဖောက်ပြန်လာတဲ့တင်ဂေတကိုတင်တင်ရှားရှားနဲ့ပြသနေတာပါပဲ။ရာသီဥတုတွေပူပြင်းလာတော့ရေခဲမြစ်တွေအေးပျော်ကြကုန်ပြီ။ဒီတော့ပင်လယ်သမုဒ္ဒရာတွေရဲ့ရေပြင်ဟာတဖြည်းဖြည်းနဲ့မြင့်တက်လာနေပြီး အခုလိုမျိုးကျုံးငယ်လေးတွေကိုရေအောက်မှာနင်းမြုပ်ဝါမြုပ်ဖို့အတွက်စူးစမ်းနေတယ်။ငါဖမ်းပြီးအတက်မွေးတဲ့ဒီလူတွေအတွက်ရွှေပြင်းရဲ့လောက်ကင်ပြောင်းရမှာစိန်ခေါ်မှုကြီးတယ်။ပနာမအစိုးရကကျွန်းသားတွေကိုရွှေ့ဖို့ကူညီနေတယ်။နံပါတ်၄ရှစ်မာတဲ့အလက်စကာအမေရိကန်ပင်လယ်ရေခဲတွေရေပျော်ပြီးကမ်းရိုးတန်းပြိုကျတာကြောင့်ဒီရွာကတနည်းကိုဆယ်ပေလောက်ဆုံးရှုံးနေတယ်။တနည်းကိုအနည်းဆုံးဆယ်ပေလောက်ထိကမ်းပြိုတဲ့အထက်ပါနေတော့ရွာရဲ့ဧရိယာကလည်းတဖြည်းဖြည်းနဲ့ကျုံလာနေပြီ။ င်ဒူပြည်ရဲ့လူမျိုးတွေနေတဲ့ဒီနေရာက2000နှစ်မှာရွှေ့ဖို့ဆုံးဖြတ်ခဲ့ပေမဲ့ပတ်စံပြဿနာနဲ့နေရာတည်ယူရတာကနှေးနေတယ်။ဒီနေရာမှာနေထိုင်ကြတဲ့လူဦးရေက600လောက်ရှိတယ်။အကူအညီတွေအများဆုံးရရှိပါသေးလို့စုတောင်းပေးဖို့ပဲတက်နိုင်ပါတော့တယ်။နံပါတ်5မိုင်ယာမီဖလော်ရီဒါအမေရိကန်ကမ္ဘာကျော်ဘောလုံးသမားကြီးမက်ဆီပါဝင်ကစားပေးနေတဲ့အင်တာမိုင်ယာမီအသင်းအခြေစိုက်ရာဖြစ်ပါတယ်။ပင်လယ်ရီတက်တာနဲ့ဟာရီကိန်းမုန်တိုင်းတွေကြောင့်မိုင်ယာမီကရေလွှမ်းမှုဖို့အနေနဲ့များတယ်။ လာမယ့်စေတုနှစ်အနေငယ်တွင်းမှာပဲပင်လယ်ရီအောက်ထဲကိုနှိမ့်မြုပ်သွားရမယ့်ကိန်းဆိုင်နေတယ်။မြို့တွေကနှိမ့်တဲ့နေရာတွေကအခုတွေကရေမြုပ်နေတယ်။2100မှာမြို့ရဲ့တဝက်လောက်ရေအောက်ရောက်နိုင်တယ်လို့ခန့်မှန်းထားတယ်။ဒီတကန်တချို့ကဘေးလူရာကိုစားရွှေ့နေပြီဖြစ်ပါတယ်။အဆုံးထိကြီးပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။